ပြန်မဝင်မဲ့လူတွေနားမှာတော့မိဘိုင်းတို့၃ယောက်သားနဲ့တရေပေါင်းပါရီပြင်တရေရွာသူကြီးတို့ကဝင်းရံလေးရဲ့ရှိနေခဲ့ကြတယ်။အဲဒီနောက်တော့တရေတဲ့ကြီးဟာကဲကဲပြန်မဝင်မဲ့သူတွေအကုန်လုံးအစင်းနဲ့ဖြစ်ကြမလားဖြစ်ကြပါပြီဗျကဲ ready 1 2 3ဒီနေ့မှာတော့ဖိုတူနဲ့ငပိန်က နွားကိုစီနဲ့တော်တဲ့တနေရာမှာနွားကြောင်းနေခဲ့ကြတာပါ။နှစ်ယောက်သားကအပင်အမထိုင်းနေရင်နဲ့နွားတွေမျက်စောင်းတာကိုကြည့်နေခဲ့ကြတယ်။ငပိတို့နွားတွေဘိုက်ဝါသွားရင်ဟိုဘက်နာကြောင်းနေမှာရေချိုးပြီးတော့ပြန်ကြမလား။အင်းကောင်းတာပဲ။အဲ့လိုလုပ်ကြတာပေါ့။အဲ့ဒီအချိန်မှာပဲမိုင်းနဲ့စကားပြောနေတဲ့အတန်ကိုအမတ်မတင်ကြားလိုက်ရတယ်။ဟယ်လို Hello. အစိမ့်မီရွာမှနေတိုင်းနဲ့ရွာသူရွာသားပေါင်းတို့ခင်ဗျာကျုပ်တကြီးဟာတရေပေါင်းတို့ကိုကြင်ညာစရာလေးတခုရှိလို့ပါကျုပ်တို့ရွာမှမကြင်မာတာကြာပြီဖြစ်တဲ့အကစားပြန်ဝဲကိုဒီနေ့ပြန်ကြင်မာမှာဖြစ်ပြီးရွာရေကတရေတိုင်းမြည်သူမဆိုပေါဝင်ွင့်ရှိပါတယ်အကစားပြန်ဝဲမှာအနိုင်ရရှိသူကတော့တရေမော်တင်တဲ့အချောင်းကိုတက်ရောက်ခွင့်ရမှာပါโอเคပြန်ဝဲရဲ့သေးစိတ်ချက်လက်ကိုတော့ကျုပ်တကြီးအိမ်မှာပဲ လာရောက်ဆုံးသင်းကြပါလို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာငပိဒီနားနီးမှာတရေအစင်းတွေရွာရှိနေရလားထင်တာပဲကွာငါလေတေးစားတော့မသိဘူးဘာလဲမင်းအဲ့ဒီပြိုင်ပွဲကိုစိတ်ဝင်စားလို့လားဒါပေါ်ကပြိုင်ပွဲမှာနိုင်တဲ့သူကိုတရေမော်တင်တဲ့အကြောင်းတရားခွင့်ရမှာစုပဲဒီခွင့်ကြီးက ရှားပါတဲ့ခွင့်ကြီးပဲဟာအဲ့တော့ဟုတ်တယ်ဟာဒါလို့လို့လीမနေ့ပြန်ကြမှာ တို့ဘွေ သွားစုံတယ်ကြတာပေါ့အေးလေဒီနေ့ကနွားရီလဲပါတာဆိုတော့မနေ့ပြန်มาပဲသွားကြတာပေါ့ဒီလိုနဲ့ငပိန်တို့နှစ်ယောက်သားလေးနွားရီကိုဆက်ကြည့်နေခဲ့တော့တယ်နောက်နှစ်ယောက်တော့ပိုတူတို့လေးယောက်သားအစိမ့်မီရောင်သွားကြဖို့အတွက် ထွက်လာခဲ့ကြတာပါဟဲ့ပိုတူနင်ပြောတဲ့တရဲမော်တင်တဲ့ကြောင်ဆိုတာဘယ်လိုမျိုးလဲဟမ်ငါ့အချိန်တော့ မော်ပညာတက်တဲ့တရေတွေစူးစီးဝေးနေတဲ့နေရာလို့ထင်တာပဲ။ဒါဆိုမင်းကတရေတွေရဲ့မော်တက်ပညာကိုသိယူမလို့လား။ဟမ်။อืมသိချင်နေဆိုတာတက်အဲ့ဒီသင်တန်းအကြောင်းကိုသွားလည်လာချင်တာပါ။ဝူး။အဲ့လိုဆိုတို့တွေပြိုင်မွေးမှုရင်ပြိုင်မင်းဒီတိုင်းသွားရောက်လည်လာလို့မရအောင်လားဘူတူရဲ့။အဲ့လိုရနေစစောရင်းကသွားပြီးလောက်ပြီပေါ့တော်ပေါ်က။ဒါနဲ့တရေရွာတွေဝင်ဖို့အတွက်တရေပုံစံဘယ်အချိန်မှပြောင်းကြမှာလဲ mm တရဲရွာဝင်းကနီးမှာပြောင်းကြတာပေါ့ okay okay ဒလုံနဲ့သူတို့အဖွဲ့လေးခက်သက်သက်လေးရှောက်လွန်ခဲ့လိုက်ကြသည်အိမ်နောက်တော့ပို့ထုတို့လေးတရဲပုံစံပြောင်းပြီးအစိမ်းတွေရွာတွေကတရဲတကြီးအိမ်ကိုရောက်လာခဲ့ကြတာပါတကြီးအိမ်ထဲမှာတော့တရဲတွေများကြီးအောင်တကြီးစီမှာစီးရင်ပြီးဖို့တန်းစီရင်ရှိနေခဲ့ကြသည်တရဲတီးတကောင်ကပို့ထုတို့အဖွဲ့ဝင်လာတာကိုမြင်သွားခဲ့ပြီးတော့ ်ဟဲ့နောက်မှဝင်လာတဲ့ကလေးတွေနောက်ကနေတန်းစီမယ်နော်ဟုတ်ကဲ့ပါကိုကြီးအဲ့လိုပြောပြီးဖိုးထူးတို့လည်းတရေတွေနောက်မှာတန်းစီလိုက်ကြတယ်အတန်းချောင်းတန်းစီမိနောက်ဖိုးထူးတို့အလေကိုရောက်လာခဲ့တာပါဟိုဦးတကြီးအကစားပြန်ဝင်ရဘာလို့ရှင်မြန်ရမှာလဲပထမဆုံးအနေနဲ့ဦးတကြီးပြောချင်တာဒီတကပြန်ဝဲကအဖွဲလိုက်ရှင်မြန်မေပြန်ဝဲပါဟုတ်ကဲ့ဗျတပွဲမှာ၃ယောက်ပဲပေါင်းဝင်ရပါမယ်အဲ့ဒီ၃ယောက်က တယောက်တစ်ခုစီ ပြန်ဝင်ဝင်ရမှာပါ။နံပါတ်၁ရေကူးပြန်ရမယ်။နံပါတ်၂အစားပြန်ရမယ်။နံပါတ်၃အစင်းနေရွာနာတောင်ပေါ်ကိုစပိန်တစ်ပတ်ပြည့်အောင်စီးပြီးတတ်မှတ်ထားတဲ့နေရာကို အရင်ရောက်လာသူဟာအနိုင်ရရှိမှာပါ။ဒါဆိုပြန်ဝင်မှာရေကူးတာတယောက်၊မုန်းစားတာတယောက်၊စပိန်စီးတာတယောက်အဲ့လိုလားဗျ။ဟုတ်တယ်ကွ။ဘလို့လဲ။မင်းတို့ကလေးတွေအဖွဲကရောပြန်ဝင်မှာပါဝင်ကြမလို့လား။ဟုတ်ပါတယ်ဦးတကြီး။ဝ ဒါနဲ့ဖြစ်ပါမလားကျုပ်ဒီပိုင်ဝဲကိုအသက်မကန့်သက်တာလို့လူကြီးတွေလည်းပါဝင်ကြမှာနော်ဟိုအဆင်ပြေပါတယ်ဦးတကြီးရဲ့ကောင်းပြီလေဒါလို့ဆိုရင်နာမည်စင်းယူထားပါမယ်ဘာနာမည်လဲဒလူနဲ့ဖိုးထူးတို့လည်းတကြီးအိမ်မှာနာမည်စင်းပြီးပြီးတော့ပြန်လာခဲ့လိုက်ကြတယ်တရဲရွာပြန်မာတော့ပိုးထုတို့အဖွဲ့လေးအကန်ကြီးရှိရာကိုရောက်လာခဲ့ကြတာပါမဟုတ်မတကယ်ရေကူးလေးကျင်းတော့မလို့လား ဟုတ်တယ်ဟာမုံစားရဲ့နေရာမှာမင်းမဲပြိုင်လိုက်ငါနဲ့ငပင်က ရေကူးပြိုင်ကြမယ်ရေကူးပုံမြင်နေသူကရေကူးတဲ့နေရာကိုတာဝန်ယူပြီးနောက်ဆုံးလူကတော့စပင်းကိုကျွမ်းကျင်အောင်လို့လေ့ကျင့်ရမှာဟုတ်ပြီဒါလို့ဆိုမင်းနိုင်ငံနဲ့ရေကူးအရှင်ပြိုင်ကြတော့မလားခဏလေးငါစဉ်းစားမိရတခုရှိလို့ဘာများလဲမိဝါရဲ့ဒါလို့လေဟာနင်တို့တော်ရောက်ကတရေရောင်ဆောင်ပြီးပြိုင်မဲဝင်ကြမှာမဟုတ်လားဟာရေကူးတဲ့သူမှအနေရများတယ် မိကက်တွေကရှင်နေတိရင်ပြက်ကုန်ပါလိ။ဟုတ်သားပဲ။ဘယ်လိုလုပ်ကြမလဲ။အင်းအဲ့ဒီပြဿနာကိုနောက်မှပဲဖြေရှင်းကြတာပေါ့။ပြန်ဝင်ဝင်မှုကလည်းအချိန်သိမ်းမရတော့ဘူးဆိုတော့အရင်ဆုံးရေကူးလေးကျင့်ကြမယ်။ကဲငပင်းရေတဲ့စင်ညာဆိုရင် Okay let's go ။အဲ့လိုပြောပြီးငပင်းနဲ့ပူတူကရေထဲကိုဒိုင်မီထိုးကျသွားခဲ့တယ်။လှုပ်တာကြဟိလှုပ်တာကြ။ဟေးတော်တယ်တော်တယ်ကူတာမြန်ကြတယ်နော်။ ငမန်းတကောင်လိုပဲ။အဲ့ဒီအချိန်မှာပဲငပိန်နဲ့ဘူတူကတပတ်ကံကိုကူသွားပြီးပြန်လဲလာမှာ။ဘူတူကအနိုင်ရရှိသွားခဲ့ရောရဲ့။ဘူတူရေကူးတာမင်းပို့မြန်နေ။မင်းမဲအဲ့ဒီနေရာကနေဝင်ပြန်လိုက်တော့။ငါစပိတ်စီးတဲ့နေရာကနေဝင်ပြန်လိုက်မယ်။ Okay လေ။ဒါလို့ဆို တို့မနေ့ပြန်ဆက်ပြီးတော့ကံမွင့်ဝင်ဖို့အချိန်နဲ့စူးစမ်းကြတာပေါ့။တခုရှိတယ်ဟာ။ တကယ်လို့ဒိုးဝင်းရပြိုင်ပွဲမှာအနိုင်ရသွားတယ်ပဲထား။တရင်မော်တင်တဲ့အကြောင်းကိုသွားရင်မိဝိုင်းမလိုက်လို့မရဘူးပေါ့။ဟမ်ရပါတယ်။အဲ့ဒါကိစ္စမရှိဘူး။ငါစဉ်းစားထားတာရှိတယ်ဟ။အေးပါ။ဒါလို့ဆိုရင်ဟုတ်ပါပြီ။ကဲကဲခုညနေလေးစောင်းသွားပြီဆိုတော့မနေ့ပြန်ဆပြီးပြိုင်ပွဲအတွက်လေးချိန်ကြတာပေါ့။နင်တို့လေးချိန်ရမယ့်အချိန်စရာကိုငါလုပ်ပေးရမလား။အဲ့လိုဆိုရင်တော့ပိုကောင်းတာပေါ့ငါတို့မော်ဘီနားနေရင်တော့နင်ကတုံးမေတိလား။ Okay ။ အဲ့ဒီအတွက်တော့စိတ်သာချ now နေရောက်တော့မြဝိုင်းနေငပိန်ကစမင်းကိုစီနေတောင်ကုန်းတနေရာကိုရောက်နေခဲ့ကြတာပါမြဝိုင်းအစိမ့်သိရောတောင်ကုန်းကခုလောက်ထိမြင့်လို့လားအဲ့တော့ငါလည်းမပြောတတ်ဘူးကအဲ့တည်းမြင့်ရင်လည်းမြင့်မှာပေါ့အဲ့တည်းမြင့်နေရင်တော့ငါရဲ့စူးစမ်းရအောင်ပါပဲကဲပါနင်းခိုတောင်ကုန်းမအောင်အရင်တက်သွားလိုက်ငါနောက်ကနေလိုက်တက်ခင်မယ် okay okay အဲ့လိုပြောပြီးငပိန်ကရှေ့ကနေစပိန်းနဲ့တောင်ငုံမော့ကိုတက်သွားခဲ့တော်တယ်။ဒီလိုနဲ့မြေဝိုင်းကနိုင်ကိုကြည့်ပြီးငပိန်နောက်ကနေလိုက်တက်သွားခဲ့တာပါ။ငပိန်ရေနေတာရေနေတာ။ Okay okay ငါစူးစမ်းပြီးတော့နေနေတယ်။အနောက်တော့ငပိန်နဲ့မိဝိုင်းတို့လေတော်ရဲတဏီယာကိုရောက်လာခဲ့ကြသည်မိဝိုင်းကသူ့လက်ကနိုင်ကိုပြန်ကြည့်လိုက်တယ်ငပိန် နေစပိနေလားအချိန်နေသေးတယ်ဟာပိုကြိုးစားဖို့လိုသေးရဲ့နော်ဟုတ်လားငါဒီတိုင်အချိန်ပိုတင်နေအောင်လေ့ကျင့်မယ်ဟာโอเคโอเคငါရှိကနေတော့ဆောက်နေလိုက်မယ်နင်လာခဲ့လိုက်နော်အဲ့လိုပြောပြီးမိဝိုင်းကရှိကနေစပိနေသွားခဲ့တော့ဒီငပိလဲနောက်ကနေနိုင်သွားခဲ့တာပါတပတ်မှာတော့ပိုတူကရွာနောက်ကကန်ကြီးထဲမှာရေကူးလေးကြည့်နေခဲ့တယ်။တော်ဘောကကမ်းမော်ကနေရင်းနေ။ပိုတူရေကုထားရေကုထား အရှင်လွန်နေသေးတယ်ဟာဒီလိုနဲ့ကန်တပတ်စီကိုအသွားပြန်ကူပြီးနောက်ကဲမော်ကိုရောက်လာခဲ့တယ်။ဖို့သူမောနေပလား။အေးစီပါဟာဘလို့လဲ။ငါရှည်ကူးတဲ့အမြင်တော့ကတိုးတက်လာရဲ့လား။အင်း။နင်းနေတော့တိုးတက်လာတယ်ဟာ။ဒီတက်ပေါ်ကြိုးစားလိုက်ရင်ဒိုးသက်မှတ်ထားတဲ့ဆန်ချင်ကိုချိုးနိုင်မှာသိကြတယ်။ Okay ။ငါဆက်ပြီးတော့ကြိုးစားလိုက်အောင်မယ်။တော်ဘောတယောက်ကတော့ကဲမော်ကနေခရီးလေးမှောက်ရင်းနဲ့ဒိုင်လူကြီးတယောက်ကထုတ်နေကြတယ်။ဟုတ်ပြီ။မမလေးပဲသွား ဟုတ်နေပြီဟုတ်နေပြီအဲ့လိုပြောရင်နေပိုတူဂန်ကိုပြန်ရောက်ခါနေမှာဘိုးတော်ရပိုတူမင်းရမ်းတော်တယ်ဒါနဲ့ပိုတူကကဲမော်ကိုပြန်တက်လာခဲ့တယ်ဘလို့လဲဒိုးတက်မှတ်ထားတဲ့စံချင်ကိုမှီရက်လာမှီုံနေမကောက်ဘူးခုကကြော်မှကြော်သွားပြီဟာဟုတ်လားဒါပေမဲ့ငါဆက်ကြိုးစားဖို့လိုသေးတယ်ဘာလို့ဆိုဒိုးတက်မှတ်ထားတဲ့စံချင်ကိုချိုးနိုင်နေသူ ထပ်ပေါ်လာရင်တို့နောက်ကြိုင်ရဲ့လေမဟာ တပတ်လောက်ကြာပြီးနောက်တော့အာကစားပြိုင်ပွဲကျင်းမမင်းနီကိုစံရုံးလိုလာခဲ့ပါပြီ။ပထမဆုံးအနေနဲ့ရေကူးပြိုင်ရမှာဖြစ်တဲ့အတွက်ပြိုင်ပွဲဝင်မဲ့တရေတွေနေတူပို့သူကကဲဆက်နာမှာရေကူးမျက်မှန်ဝတ်ပြီးအသိအနေထားနဲ့ရှိနေခဲ့တာပါ။ပြိုင်ပွဲဝင်မဲ့လူတွေနားမှာတော့မိဝိုင်းတို့တောင်းရောက်တာနဲ့တရေအပေါင်းပါတွေပြီးတရေရွာသူကြီးတို့ကဝန်းရံလေးရဲ့ရှိနေခဲ့ကြတယ်။မိဝိုင်း ါတို့အနေထားရဲ့တရေမိကကရေစုခမ်းရလိုက်။ခမ်းမခမ်းတော့မသိဘူးဟ။အဲ့ဒီဆိုင်ကတော့အာမခံချက်အပြစ်ပေးလိုက်တာပဲ။ဟာအာမခံချက်ပေးတိုင်းကောင်းတော့မဟုတ်ဘူးနော်မိဝိုင်း။တော်ကြဒို့ပထမပြိုင်ဝင်နေနေပွဲသိမ်းသွားလိမ့်မှာ။အိမ်တော်တော့တရေတဲ့ကြီးဟ။ကဲကဲ။ပြိုင်မဝင်မဲ့သူတွေအကုန်လုံးအစင်းသိဖြစ်ကြမလား။ဖြစ်ကြပါပြီဗျ။ကဲ ready 1 2 3 3ဆိုပြီးခင်ရမှောက်တာနေ။ ဖိုတူအပောင်ဝင်ပြိုင်ဝန်းဝင်တွေအကုန်လုံးကရေထဲကိုတိုင်မီတူးကျသွားခဲ့တယ်။ကဲမော်မှာတန်ခဲ့တဲ့သူတွေကတော့အားပေးချမ်းနေခဲ့ကြတာပါ။မိဝိုင်းတို့သုံးယောက်သားကတော့ဖိုတူဆိုတဲ့အတန်ကိုပြိုင်သူအော်ကြတော့တယ်။ဖိုတူဖိုတူဖိုတူတဘွိပြီးမင်းလေအစားပြန်ရမှာနော်။ဖိုတူကဲမော်တက်လာတဲ့ပြေဖို့အစင်းစင်းလှောက်ထောင်း။ Okay okay ငါလေးစင်နေမယ်။သူတို့အဲ့လိုပြောနေတော့ဖိုတူက တပတ်ကန်းကိုလက်ပြေးကူးသွားရင်းနဲ့ဒီဘက်ကန်းကိုပြင်ရောက်လာခဲ့တာပါတော့ဘောကြီးအစားပြိုင်နေအောင်ပြေးတော့ဟိအဲ့ဒါနဲ့တော့ဘောလေးအစားတော့တွေခင်းချင်းထားတဲ့စပွဲကောင်ရှိရမယ်ကူအပြေးသွားလိုက်တော့တယ်အဲ့နောက်တော့တော့ဘောလေးအစားတော့တွေခင်းချင်းထားတဲ့စပွဲကောင်သာရှိရကူရောက်လာခဲ့တာပါဝါဒါဘာကြီးလဲမသိဘူးဟိုးစိုးလိုက်တယ်ရတာပါလားငါတသက်နဲ့တကူ ခုလောက်ထိစိုးသွမ်းတဲ့အရာတောင်တကားအမှမစားမှုသေးဘူးအဲ့ဒီအချိန်မှာပဲတခြားတရေပြိုင်ဝန်းဝင်တွေလည်းရောက်လာပြီးသူတို့ချထားပြီးတဲ့ပကံကိုမော့ချပြီးတော့စားနေခဲ့တာပါပေါ်တူတို့သုံးယောက်သားကတော့တုပ်ပေါ်ကိုကြည့်ရင်အမလုံအမရဖြစ်နေခဲ့ကြတယ်တုပ်ပေါ်မြမြစားလီဟာနင်းတော့မှရောက်လာတဲ့သူတောင်စားပြီးတော့မယ်ဟာအေးပါငါလေးစားနေပါတယ်ဒါပေမဲ့ဒီရတာတော်တော်ဆိုးတယ်ဟာဆိုးတယ်မဆိုးဘူးလုံမနေနဲ့မြမြစားကွာငါလည်းစင်သေးဖြစ်နေပြီ အေးအေးပါဒလူနဲ့တုတ်ပါလေတရေတွေနေတူပကံမောချလိုက်တော်တယ်ဝါအကောင်စားပြီမီငပိန်ရဲ့အဲ့ဒါနဲ့ငပိန်လဲစပိန်အုပ်ထုပ်ကိုတကြက်ပြိကင်ပြီးစပိန်နေရက်ထားတဲ့နေရာကိုပြေးသွားခဲ့တာပါငပိန်သွားပြီဟဲ့တို့တွေသူတို့ရောက်မဲ့နေရာနားကနေသွားဆောင်နေကြအောင်โอเคโอเคတပတ်မှာတော့ငပိန်ကစပိန်နင်းလိုက်ရင်မြူရီနဲ့ဆိုင်နေတဲ့တော်လဲတနေရာကိုရောက်လာခဲ့တယ် မျိုးရည်အများကြီးပါလားငါဘယ်လန့်ကတွားရမှာပါလိငပိန်အဲ့လိုပြောနေတော့သူ့နာကိုတရဲတွေစီလာတဲ့စပိန်နေစီကကြောတက်သွားခဲ့တာမှာမဖြစ်ဘူးမဖြစ်ဘူးတရဲတွေနောက်ကိုမြင်မြန်လိုက်ပါပဲအဲ့လိုပြောပြီးငပိန်လည်းမျိုးရည်ချားလေးကနေတရဲသွားတဲ့လမ်းဘက်ကိုလိုက်သွားခဲ့တော့တယ်အဲ့ဒီနောက်တော့ငပိန်လည်းရေကန်ကြီးတကန်ရှိကိုရောက်လာခဲ့တာမှာဟမ်ငါလမ်းမနေပြန်တာလားဒီနေရာဘယ်နေရာလဲ တရေတွေပြောထားရင်လည်းမဟုတ်ပါလားငပိန်လည်းဝေခွဲမရဖြစ်နေတော့ဖိုးထူးရဲ့អော်ပြောတဲ့ကိုကြားလိုက်ရတော့တယ်ငပိန်ဟဲ့ငပိန်မင်းမနေလာလीကွာဘာလို့အဲ့မှာရက်နေရလဲဟာငပိန်တယောက်ဖိုးထူးရဲ့အတန်ကိုသာကြားနေပေမဲ့ဘသူ့ကိုမှမမြင်နေရပါဘူးငါငါဘယ်ရောက်နေရလဲဟဲ့မင်းရှိတက်တယ်ပဲနင်းလာခဲ့လीကွာဒီလိုနဲ့မင်းနောက်ကျနေပြီဟာအဲ့ဒါနဲ့ငပိန်လीး သူရှိတတရားရေကန်ကိုကြည့်နေရင်လည်းကြောက်နေခဲ့တာပါငပိန်လည်းတဝေမနေတော့ပဲမျက်လုံးမဲ့ပြီးတော့ကန်ကြီးလေးကိုစပိန်နှင်းသွားလိုက်တော်တယ်ဒလုံနဲ့ငပိန်လည်းတရားရီများကြီးအားပေးနေတဲ့ရွာလဲနှဲကိုပြင်ရောက်လာခဲ့တာပါငပိန်မြင်မြန်နေဟမင်းတော့မလာနေပြီအဲ့ဒါနဲ့ငပိန်လည်းစပိန်ကိုမြင်မြန်နေသွားလိုက်ချိန်မှာကြိုတောင်းထားတဲ့ရှိကိုအရင်ဆုံးရောက်သွားတော်တယ်အဲ့ဒီအချိန်မှာပထမဆုံးပန်းဝင်သွားတဲ့ငပိန်ကို ။တငယ်ချင်းတွေကအိုးရင်နဲ့ကွန်ပျူတာတော်တွေ။ရေးဒိုးဝဲနိုင်ပြီ။ဒိုးဝဲနိုင်ပြီ။နောက်ဆုံးမှာတော့ပထမရရှိသွားတဲ့အခွေကိုတရေတကြီးကစုချင်းမြင့်မီကိုပြင်တော်တယ်။ကဲမဘိုးတူတို့အခွေအတွက်ဒီကတရေမော်တင်တဲ့ចောင်းတယောက်ခွင့်လက်မှတ်ကိုကျုပ်တကြီးကချီးမြှင့်လိုက်ပါတယ်။တရေတကြီးကဖိုးတူတို့အခွေကိုစုတစိလက်မှတ်ချီးမြှင့်နေတော့တရေတယောက်ကတားလိုက်တယ်။ ဟိုခဏလေးပါတကြီးဟေးမင်းကဘာသူတော့ငွေဘာလို့အချက်ကိုလာတနေရလဲဟိုဒါဆိုအချက်ကိုလည်းမေးဆက်ပါမယ်ကျုပ်ကတရေမော်တင်တဲ့အကြောင်းကအကြောင်းသားတယောက်ပါစပိန်ပြိုင်ဝင်ဝင်နေတော့ကျုပ်မော်ပညာရီနဲ့လမ်းမမြင်အောင်လှည့်စားခဲ့ပါတယ်တရေချင်းချင်းဆိုအဲ့ဒါကိုမြင်တာနဲ့သိနိုင်ပေမယ့်လူတွေကတော့အဲ့ဒီအကြောင်းမသိနိုင်ကြပါဘူးမောင်ကြီးဘာလို့ဆုလို့ချင်တာလဲကျုပ်ပါကိုဆုလို့ချင်တယ်ဆိုတာတကြီးတိမှာပါခုပထမရသွားတဲ့သူတွေကတရေတွေမဟုတ်ဘဲနဲ့လူသားတွေပါ အဲ့ဒီတရေမျိုးသားရဲ့စကားကြောင့်အနားမဝိုင်းကြည့်နေတဲ့သူရဲ့လင်းဟင်ကနေဟာကနေဖြစ်ကုန်ကြတော့တယ်အမလီလူသားတွေတော်ကြီးဘလို့ဖြစ်ပြီးကြောက်တုတ်ရွာတွေကိုရောက်နေရလဲသူတို့အမြဲမြဲမောင်းထုတ်ကြကွာဒီနေရာကသူတို့လူသားတွေရှိနေတဲ့နေရာမဟုတ်ဘူးကွာဖို့သူတို့တွေဘလို့လုပ်ကြမလဲစိတ်ငုံပါနဲ့အဆင်ပြေသွားမှာပါဟာဦးတကြီးတအားတော့တရေမဟုတ်ပေမဲ့ခုပြိုင်ဝင်တဲ့စီကန်းကို တကူလီမှာမချိုးပေါက်ပဲရှင်နိုင်ခဲ့တာပါအဲ့ဒါကြောင့်မို့ဒီပြန်မွေးရပေးတဲ့လက်မှတ်ကိုယူပြီးတရဲမော်တင်တဲ့အကြောင်းကိုတွားရောက်လေးလောက်ဝင်ပြပါဦးတကြီးမဖြစ်ဘူးတကြီးလူသားတွေကမော်တင်တဲ့အကြောင်းနဲ့ဘလို့မှမဲဆက်ပါဘူးအဲ့ဒါကြောင့်မို့လုံးဝခွင့်မပြုသင့်ပါဘူးအဲ့ဒီအချိန်မှာပဲတရဲဟိုကြားလေးကိုတရဲဘွားကြီးရောက်လာတယ်ဟိုတကြီးကျုပ်ကဒီမှာမဟုတ်ပေမဲ့သူတို့အဖွဲ့ကိုအမခံပေးလို့ရပါတယ်ဟိုသူတို့ကြောင့်တကြီးတို့မနစ်နာစီရပါဘူးဘာလို့စို့သူတို့အဖွဲ့ကြောင့် ျို့တို့ရအေးချမ်းသွားခဲ့တာတတ်တည်မို့ပါဟေးဒါလို့ဆိုမောင်ရင်တို့ရှောင်းအေးချမ်းအောင်လုပ်ပေးသွားတယ်ဆိုတာသူတို့တွေလားဟုတ်ပါတယ်တကြီးကျို့တို့ရအေးချမ်းသွားခဲ့တာဖိုးထုတို့အဖွဲ့ကြောင့်ပါအဲ့နောက်တော့ဝိုင်းဝန်းနေတဲ့တရဲတွေလည်းသဘောတူသွားခဲ့ပြီးဖိုးထုတို့အဖွဲ့ကိုတရဲမော်တင်တဲ့အကြောင်းမှာတောက်ရောက်လ ీల ကွင်ကိုပေးလိုက်တော်တယ်